မီဒီယာလောမီဒီယာအင်အားနဲ့ကျွန်တော်နိုင်ငံတော်ကိုကျွန်တော်ကူညီနိုင်ခဲ့ပြီကျွန်တော်ဝန်ရည်အတွက်လုပ်နိုင်ခဲ့သလိုနိုင်ငံတော်လည်းကျွန်တော်ကူညီပေးနိုင်ခဲ့ပြီဆိုတော့ကျွန်တော်ကိုကျွန်တော်လက်မှတ်ထောက်ပြောလို့ရပါတယ်ဖြစ်စဉ်ပေါင်းများစွာရှိတယ်အဲ့တော့ကျွန်တော်ကတော့နိုင်ငံတော်ကူညီနိုင်ခဲ့တာကိုကျွန်တော်ကိုကျွန်တော်ဂုဏ်ယူလေးရှိတယ်အမြဲတမ်းနော်ပြီးတော့ဒါတွေကနောက်တစ်ချိန်မှာကိုကူကိုလိပ်ပြနိုင်ငံတော်နဲ့ရှယ်လိုင်းလိပ်ပြလုံစီရတယ်ဖြစ်လာလိမ့်မယ်တပါတီရဲ့ကြုံမဟုတ်ခဲ့ဘူးအဲလူပုဂ္ဂိုလ်တို့ဖူးစုတို့ဘွဲ့ကြုံမဟုတ်ခဲ့ဘူးအဲလူပုဂ္ဂိုလ်တို့အတူတူကြုံဖြစ်ခဲ့ဘူးဆိုတာကပဲကျွန်တော်ကိုကျွန်တော်ဂုဏ်ယူနေလိမ့်ရှိတယ်ဒါပါပဲကျွန်တော်ပွင့်လေးပြောရအောင်နော်ဒါအမှုရရှင်တွေလည်းသိဖို့လိုအောင်ပြောတာပါဆိုတော့နောက်တစ်ခုကကျွန်တော်တို့ ဒီနေ့အဲ့ဒါပြောပြီးတော့ကျွန်တော်ဒီနေ့ဒီကြားဖြန့်ကိစ္စကြီးဒီနေ့ဆက်ပြောပါမယ်ကြားဖြန့်ကိစ္စကြီးပါလဲဆိုတော့ဒီနေ့ကြားဖြန့်ကိစ္စပြောမယ်ဆိုပထမကြားဖြန့်ကိစ္စအကြောင်းပြောမှာကဥပယ်ဆောက်ချေရဲ့နောက်ဆုံးနေ့ရဲ့များပေါ့ပြောရရင်ဥပယ်ဆောက်ဥပယ်ဆောက်ချေကိုလွန်သွားပြီလို့ပဲပြောရင်ပိုရှင်းပါတယ်ဗျာပိုရှင်းပါတယ်ဥပယ်ဆောက်ချေကိုလွန်သွားပါပြီပယ်ဆောက်ချေကိုလွန်သွားပါပြီအာဥပယ်ဆောက်ချေအသက်85နှစ်ကျော်ပါပြီ85နှစ်ကျော်ပါပြီအဲ့တော့ကိုလွန်သွားပါပြီကြားဖြန့်မှုနဲ့သူ့ကိုတည်ရန်ချခံရတာအားလုံးတည်ပြီးသားဖြစ်ပါတယ်အဲ့တော့သူ့ကို ကြားဖြတ်မှုနဲ့ကြားဖြတ်မှုနဲ့သူ့ကိုွယ်အဲသေရန်ချခံထားပြီးတော့သေရန်မပေးခင်လေးမှာပဲဒီပြောရရင်တော့ပြောရက်ဆွဲနေဆိုမနစ်ရပေါ့နိုဝင်ဘာ17ရက်နေ့မှာပဲကိုလွန်သွားတယ်လို့ချန်ပီယံသိရတယ်နော်အဲ့တော့သူ့ကိစ္စတော့နည်းနည်းစိတ်ဝင်စားဖို့လည်းကောင်းပါတယ်ပြီးတော့ကျွန်တော်ဒီနေရာမှာပယ်ဆောက်ချိန်ကိစ္စပြောရင်အခြားကိစ္စလည်းကျွန်တော်ဆက်ပြောမယ်နော်ဆိုတော့ပယ်ဆောက်ချိန်တို့ပယ်ချန်တို့အုပ်စုတွေစလုံးကိုနော်အာတတရုတ်ပြည်ကွမ်တုံပြည်နယ်ရှန်ချန်မြို့ရဲ့တရားရုံးကနေပြီးတော့အမိန့်ချလိုက်တယ်တေရန်ပေးထားပြီးသားဖြစ်တယ် နော်ပါလာတော့ပဲဆောက်ချင်ပါလေသူသားတွေပါရောဗျာခေါင်းစဉ်တွေဆွဲချက်တင်တဲ့အမှုတွေကတော့အားလုံးသိပြီးသားပဲ online လိမ်လည်မှုကြားဖြတ်မှုလူသတ်မှုပြမေးဆုံးမှုငွေညှစ်မှုကာစီနိုဖွင့်မှုနယ်စပ်တရားမဝင်ဖျက်ချော်ပြေးစီစဉ်မှုပြည်ထောင်စုမှုအဆက်ရှိအမှုပေါင်းများစွာနဲ့တရားဆွဲထားပြီးတော့ဒေတန်ပေးထားတာပေါ့နော်အဲ့လိုဒေတန်ပေးထားတဲ့ဥပယ်ဆောက်ချင်ကကြည့်ရတာသူကသူစိတ်လုံးဝ short ချလိုက်တယ်လို့ယူဆပါတယ်သူဒေတန်ပေးထားခံရပြီးငါပြည်မြန်မာပြည်ပြန်ခွင့်မရတော့ဘူးမြန်မာပြည်လို့ပြန်လို့ရမှာမဟုတ်တော့ဘူးအဲ့တော့ခြေတန်နဲ့တည်မှာပဲအဲ့တော့ငါစိတ် short လိုက်တဲ့သဘောပေါ်ပါတယ်အဲ့တော့မနေ့ကနိုဝင်ဘာ17ရက်မှာပဲ ူ့ရဲ့သူ့ကိုထားတဲ့ဟိုဟိုမှာပဲဟိုထောင်ထဲမှာပဲကွယ်လွန်တဲ့အတွက်သူ့ကိုဆေးကိုခေါ်ရတယ်ခေါ်သားပြီးတော့ဆေးကိုမှာဆစ်လိုက်တဲ့ခါကျတော့တည်နေပြီတေးရန်မစီရင်ခင်မှာကွယ်လွန်သွားတာဖြစ်တယ်ပေါ့နော်ပြောရရင်တော့တေးရန်စီရင်ခြင်းမခံဘဲနဲ့ကွယ်လွန်သွားတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒီနေရာမှာတရုတ်ရဲ့ဥပဒေစီမင်းစည်းကမ်းလေးတချို့ရှိပါတယ်အဲ့ဒါတော့တရုတ်ကဘယ်လိုကျင့်သုံးလဲမသိဘူးခုတော့အရင်တော့ဘယ်လိုကျင့်သုံးလဲတရုတ်ကအသက်85နှစ်ရှိပြီကြော်ပြီဆိုလို့ရှိရင်အဲ့ဒီလူပုဂ္ဂိုလ်ပေါ်မှာတေးရန်စီရင်လေးမရှိဘူးပေါ့နော်ဥပဒေကဒါပေမဲ့ ီလာကတာမန်တော်တော်လေးဒီတာမန်မှုတစ်ခုနှစ်ခုလောက်ကိုတို့လက်ခံလို့ရပြီမဲ့အဲဒီခုဒီပဲဆောက်ရှင်လို့ရမိသားစုကျွလွန်တယ်လို့တရုတ်ကတတ်မှတ်လိုက်တဲ့အမှုတွေပေါင်းများစွာကြတော့85နှစ်ကျော်မှာလို့950ပဲ2950ဖြစ်နေပြီစေုံတေတံပေးရမယ်လို့ကိုတည်တည်ဆုံးဖြတ်ထားပုံရပါတယ်ဒါကြောင့်မလို့ဥပ္ပေဆောက်ခြင်းကို85နှစ်မှာတေတံထောင်ထဲမှာတတ်တလုံးမထားပဲနဲ့သူကဟိုတေတံပေးကိုပေးမယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်အဲ့တော့ခံမှန်းကြတာတော့အခုဆိုတာဒါကိုကြည့်ချင်းအဖြစ်ဥပ္ပေဆောက်ခြင်းကိုရတော်ကြောက်အဖြစ်ရုတ်တရက်ဒီတရုတ်လူလူကြားမှာတမျိုးဖြစ်မှာဆိုလို့များဥပ္ပေဆောက်ခြင်းဟာ ီသေရမချမီတရက်လို့မှာပဲသူတခုသူစားတော့တဲ့အရာတဲ့တခုခုဖြစ်ဖြစ်သူသုံးဆောင်နေရတဲ့တခုခုဖြစ်ဖြစ်သူဟာသူတခုခုဖြစ်ဖြစ်သူ့ကိုယ်သူများမတက်သေးသွားခဲ့သလားဒါမှမဟုတ်လေအဲတည်သွားစီလောက်တဲ့အရာတခုခုနေမှာသူရင်ဆိုင်ခဲ့ရသလားဆိုတော့ဒါကျွန်တော်တို့လည်းမသိဘူးကောက်ချက်ဆွဲရခက်တယ်ပေါ့နော်ဆိုတော့တော့ဘလို့ပြုအပိတ်ဆောက်ချင်တော့ပေါ်လွန်သွားပြီပြီးရင်တော့သူသားတယ်ဖြစ်တဲ့ပယ်ယွန်ချန်းပေါ့နော်ပယ်ယွန်ချန်းတို့ဘာလို့ဆိုလဲဒါဒီရန်ပေးခံရပါတော့ဆိုတော့သူတို့ရင်ဆိုင်ခဲ့ရတဲ့ဟာကလည်းကြားဖြန့်ဆိုတဲ့ကိစ္စနဲ့ရင်ဆိုင်ရတာကြားဖြန့်ကိစ္စကကျွန်တော်ပြီးရင်ဆက်ပြောပါမယ်တော်တော် issue လောက်နဲ့တော့ကြားဖြတ်ဆိုတော့မပြီးပါဘူးကြားကြားဖြတ်တော့ကြီးပါတယ်အဲ့တော့ကြားဖြတ်ကိစ္စနဲ့ဥပယ်တို့ဟိုဟာတို့အုပ်စုတွေတဲ့ကွယ်လွန်သွားပြီဆိုတော့ကျွန်တော်တို့အဲ့မှာတခုပဲစဉ်းစားမိလာတယ်အဲ့တော့မိမိသားစုဝေမိသားစုလူမိသားစုသုံးစုကြံတယ်အဲ့သုံးစုကိစ္စနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်မှာမိကုန်းတွေအများကြီးထွက်လာတယ်ဒီနေ့မှာရှင်းပြရတော့ဟိုတက်ဆိုင်ရမိသားစုတွေအကုန်လုံးကလည်းနိုင်ငံတော်လက်ရှိနိုင်ငံတော်အကြီးအကဲကိုဒါကြည့်ရတာမြစ်တရိုက်ခံအကူအညီတောင်းခံလာတယ်ပြောလိမ့်မယ်တနာခံစာတွေလည်းပြောရင်ပြောကောင်းပြောလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီတရုတ်ကစီရင်မှုနဲ့ပတ်သက်လို့ရှိရင်မြန်မာကဒီတစ်ချိန်တော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအောက်မှာနေခဲ့မှုတဲ့ဒီပုံကိုယ်တွေကမြန်မာနိုင်ငံသားလည်းတစ်ဖက်ကပြောလို့ရတဲ့ပုံကိုယ်တွေကနိုင်ငံတော်လည်းအများကြီးလုပ်ပေးခဲ့တဲ့ပုံကိုယ်တွေပေါ့ဗျအဲ့လိုပုံကိုယ်တွေကနိုင်ငံတော်ရဲ့အကူအညီလေးလည်းသူတို့မှလည်းမျှော်လင့်တောင်းတာမှရှိမယ်ဆိုလိုတာတည်တံပေးခံရတာတို့ဒီပြည်ထန်ချခံရတို့ဘာလို့ကြတို့တရုတ်မှာတည်တံပေးခံရမယ်ထောင်ထန်ချခံရမယ်ဆိုတာမြန်မာပြည်ပြန်ခေါ်လို့ရရင်ခေါ်စီခြင်းလေဆိုတော့ရှူတော်မျိုးတွေဒီသူတို့တက်ဆိုင်ရာကြဲခဲ့တဲ့ဒီဘက်မှာမိသားစုတွေမဆိုင်သူတို့မိသားစုအနွယ်ပွားတွေရတာအဲ့အဲ့အဲ့ဆန္ဒရှိနေကြတယ်လို့သိရတယ် ဆိုတော့ပြောရရင်တော့အဲ့အားလုံးထဲမှာဆိုရင်ကျွန်တော်ခဏပြောတယ်မိသားစု၄စုထဲမှာဆိုရင်ဝေမိသားစုနဲ့မိမိသားစုကနည်းနည်းလေးကျန်းတယ်ကျန်းတယ်ဆိုတော့တရုတ်ကကိုရေခွန့်မလွန်နိုင်တဲ့ဟာမျိုးတွေသူတို့ကျူးလွန်ထားခဲ့ပူရတယ်ဥပမာဆိုတရုတ်ထောက်လိုက်ရေးတွေတတ်ပလိုက်တဲ့ခါမျိုးဆိုရင်ဒါမိမိသားစုကလုတ်တယ်လို့သူတို့ထောက်ထားတွေပြနေတယ်ပေါ့နော်ညွန်ထောက်ထားတွေညွန်ပြနေအဲ့တော့မိမိသားစုကလုတ်တယ်ဆိုမှတော့ဒီမိမိသားစုမိသားစုရဲ့ဘဝအနာဂတ်ကမလွယ်ပါဘူးအဲ့ကြောင့်လဲမိလျှောက်ချမ်းအကြီးဆုံးပုံကမိလျှောက်ချမ်းကမိမိသားစုအကြီးဆုံးပုံမိလျှောက်ချမ်းကသူ့ကိုယ်သူလောက်ကင်မှာပဲတတ်တည်သွားတယ် သူကျန်တဲ့မိမိသားစုရဲ့ကျန်တဲ့သားသမီးတွေသာလေအဖတ်ခံသွားပြီးတော့ဟိုမှာတည်တံပေးခံထားရတယ်။ဝေမိသားစုလည်းအလားတူပဲဖြစ်မယ်။ဝေမိသားစုလည်း